ဘာကျော်ဖက်ရှင်ရှိုးပွဲကိုတက်ရောက်ဖို့ကြိုးစားခဲ့ပေမယ့်အဖက်လုံးမခံရဘဲအဆက်ခွဲခံခဲ့ရဘူးတဲ့နေကြည့်ဦးမင်္ဂလာပါပရိသတ်ကြီးရေပြီးခဲ့တဲ့ရက်ပိုင်းကကဘာကျော်ပွဲကြီးဖြစ်သလိုအမှုပညာရှင်တိုင်းတက်ခွင့်ရခြင်းနဲ့မက်ကယ်လာပြိုင်ပွဲကြီးကိုလှုပ်ခဲ့ပြီးသွားပြီလည်းဖြစ်ပါတယ်အဆိုပါဖက်ရှင်ပွဲကကဘာကျော်ပွဲဖြစ်သလိုနိုင်ငံတကာကမီဒီယာတွေစောင့်ကြည့်ကြတဲ့ဖက်ရှင်ပွဲဆိုရင်လည်းမမားပါဘူးအမှုပညာရှင်တိုင်းလည်းတက်ခွင့်မရသလိုတက်ချင်တိုင်းလည်းတက်လို့ရတာမဟုတ်ပါဘူး ဖိတ်ကြားမှသာတက်ခွင့်ရခဲ့ပြီးလက်မှတ်ကိုလည်းဝယ်လို့မရပါဘူး။လက်ရှိမှာဆိုရင်လည်းအစိုးရပွဲမှာဝယ်ဆင်ခဲ့တဲ့အမှုပညာရှင်တွေရဲ့ fashion တွေကနာမည်ကြီးကလူပြောများနေခဲ့တာပါ။ဒီထဲမှာမှလီဆာဝယ်ဆင်ခဲ့တဲ့ fashion ဆိုရင်လည်းဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။အခုလိုလူအများရဲ့စိတ်ဝင်စားခြင်းခံရကလူရဝင်မှပွဲတက်ခွင့်ရတယ်လို့သတ်မှတ်ထားတဲ့ပွဲကိုမြန်မာနိုင်ငံကနေကြည်ဦးကလည်းတရားခွင့်ရဖို့စူးစမ်းခဲ့ပူပါတယ်။ ။နေကြည်ဦးကတော့ beauty blogger တယောက်အနေနဲ့ယက်တီနေတာဖြစ်တဲ့အတွက်အလားပါရေးရာ fashion ပွဲတွေနဲ့ပတ်သက်ရင်အရန်ကိုကြိုက်နှစ်သက်သလိုစိတ်လဲဝင်စားပါတယ်။ဒါအပြင်မြန်မာနိုင်ငံကအမှုပညာရှင်တယောက်အနေနဲ့နိုင်ငံသားမှာတောက်ပချင်တာကသူမရဲ့အိမ်မက်တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လေနိုင်ငံသားက fashion ပွဲတွေကိုမရရတဲ့နည်းနဲ့တယောက်လေးရှိပါတယ်။အဆိုပါ fashion ပွဲကိုတက်ဖို့ဖိတ်ကြားခံရမှသာဆိုပေမယ့်နေကြည့်ဦးကတော့တခါမှအဖိတ်မခံရပါဘူး။ ငွေကြေးအင်အားတက်နိုင်တာကြောင့်ငွေနဲ့လက်မှတ်ပေးဝယ်ဖို့စူးစမ်းခဲ့ပေမဲ့လက်မှတ်ကရောင်းချတာမျိုးမရှိပါဘူး။ဒါကြောင့်နောက်ဆုံးမှာနေဂျီဦးကအဆိုပါဖက်ရှင်ပွဲရဲ့တာဝန်ရှိသူတွေစီကိုစာရီးပို့ခဲ့ပါတယ်။သူမကိုဖက်ရှင်ပွဲမှာတက်ရောက်ခွင့်ပေးပါလို့စာပို့ခဲ့တာပါ။ဖက်ရှင်ပွဲမှာတက်ရောက်ဖို့အတွက်သူမကအရေးချင်းပြည့်တယ်ဆိုပြီးအသေးချာကိုပြောနေခဲ့တာပါ။နေဂျီဦးကသူကမြန်မာနိုင်ငံမှာ follower ဘလောက်များကြောင် အောင်မြင်နေကြောင်းလူချစ်လူခင်များအကြောင်းတွေကိုအချက်လက်တွေနဲ့အီးမေးလ်ကနေတဆင့်ပို့လိုက်ပါတယ်။နေကြည်ဦးက fashion show ပွဲတက်ရောက်ဖို့ကြိုးစားကာစိတ်လှုပ်ရှားစွာနဲ့စောင့်နေခဲ့တာပါ။ဒါပေမဲ့ show ပွဲရဲ့တာဝန်ရှိသူတွေကနေကြည်ဦးရဲ့အီးမေးလ်ကိုတစ်ဆက်ကလေးတောင်မှဝင်မကြည့်ခဲ့ပါဘူး။အရေးလှုပ်ဆရာမလို့ဘူးလို့ယူဆတဲ့အတွက်တစ်ချက်လေးတောင်အရေးမလှုပ်ခဲ့ကြတာဖြစ်ပါတယ်။အမြဲတမ်းချိန်မိုးနေတဲ့နေကြည်ဦးအတွက်တော့အဖက်လုံးမခံရတာကြောင့်နေကြည်ဦးကအရှက်ပြေအနေနဲ့သူတို့ကအဖက်မလုံလို့ နေကြည်ဦးကြောင့်မက်ကလာကိုနာမည်မကြီးစေခြင်းမှုဆိုပြီးတော့သာဖြစ်သိမ်းလိုက်ပါတယ်။နိုင်ငံတကာပွဲတွေကိုဝင်တိုးဖို့မဖြစ်နိုင်တော့တာကြောင့်နေကြည်ဦးက အခုဆိုရင်အမှုပညာအလုပ်ထက်စီးပွားရေးကိုသာဦးစားပေးလုပ်ကင်နေတာလည်းဖြစ်ပါတယ်။အခုဆိုရင် နေကြည်ဦးကကိုဝင်သုံးလလွှဲထားရပြီဖြစ်ပြီးမိခင်တယောက်အနေနဲ့စီးပွားရေးလုပ်ငန်းကို အောင်မြင်အောင်ကြိုးစားနေတာလည်းဖြစ်ပါတယ်။ခင်မွန်ဖြစ်သူအတွက်အနုပညာအလုပ်ကိုဆွလွှတ်လိုက်ပြီလို့ကြေညာထားတာလည်းဖြစ်ပါတယ်။ ကဘာကျော်ဖက်ရှင်ရှိုးပွဲကိုတက်ဖို့ကြိုးစားခဲ့ပေမယ့်အဖက်လုံးမခံရပဲအဆက်ကွဲခဲ့ရတဲ့နေကြည်ဦးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်။